အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေးလာလေ့ကျင့်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကထိုင်းနိုင်ငံတော်အလံသချင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံတော်အလံသချင်းကိုကျွန်တော်တို့လေ့လာရတဲ့ရည်ရွယ်ချက်ကတော့ဒီထိုင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုဒလေးစရိုက်တွေကိုလေ့လာပြီးသားဖြစ်သလိုမျိုးနိုင်ငံတကာနိုင်ငံရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ဒီ နိုင်ငံတော်တချင်းကိုလေးလာရတာလေကျွန်တော်တို့အတွက်ကိုပို့ပြီးတော့ပို့သူတာအတတိတိုးဝမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ဒီနိုင်ငံတော်တချင်းကိုကျွန်တော်တို့မလေးလာခင်မှာနိုင်ငံတော်တချင်းမဆိုခင်မှာရှေ့မှာဒီပြောနေကြဒီဏ္ဍန်စကားလေးရှိတယ်ပေါ့နော်အဲ့ဏ္ဍန်စကားလေးကနေစပြီးကျွန်တော်တို့လေးလာမယ်ပြီးရင်ကျွန်တော်တို့တချင်းကိုစုမယ်စိုးပြီးတော့တချင်းတစ်ပုတ်လုံးရဲ့ဒီစာကြောင်းတစ်ကြောင်းကြီးစီမှာပါရှိတဲ့အတိတ်ပဲကိုကျွန်တော်တို့တွေဆက်လက်လေးလာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောထားရမှာက ဒီနိုင်ငံတော်သချင်းဆိုတဲ့အာမျိုးကကျွန်တော်တို့ဒီစာအကြောင်းတစ်ချောင်းမှာကိုအတိတ်ပဲကိုအများကြီးကျေပြန့်ပြီးတော့အနောက်အတိတ်ပဲအများကြီးဖွင့်ဆိုထားတာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဒီစာအကြောင်းတစ်ချောင်းရဲ့ဒီအတိတ်ပဲကိုကျွန်တော်တို့လေ့လာတဲ့အခါစာအကြောင်းတစ်ချောင်းရဲ့အတိတ်ပဲကိုပဲတီးတန်းဒီဘာသာပြန်မယ်ပေါ့နော်။သူကအနောက်အတိတ်ပဲအများကြီးရှိတဲ့အခါကျတော့အများကြီးကျေပြန့်တယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်တို့ဒီဏ္ဍန်းကိုအရင်ဆုံးလေ့လာမယ်။ထုံချလဲပလင်ချထိုင် เป็นสัญลักษณ์ของควันเป็นไทย เราจงร่วนใจยืนตรงเคารพธงชาติ ด้วยความภาคภูมิใจในเอกราช และความเสียสละของบรรพบุรุษไทย ธงชาติและเพลงชาติไทยเป็นสัญลักษณ์ของควันเป็นไทย เราจงร่วนใจยืนตรงเคารพธงชาติด้วยความภาคภูมิใจในเอกราชและความเสียสละของบรรพบุรุษไทย ဒီစကားလေးကတော့ကျွန်တော်တို့ကြားဘူးမယ်ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော်တို့ဒီပထမဦးဆုံးစာကြောင်းလေးလေ့လာမယ်ထိုင်းနိုင်ငံတော်ရဲ့အလံနဲ့သချင်းကထိုင်းလူမျိုးတွေရဲ့တင်ပြတာတစ်ခုဖြစ်တယ်ပေါ့နော်ဒီနိုင်ငံတော်အလံလေးကိုကျွန်တော်တို့ပြောတာပေါ့နော်ထုံချလဲဖလင်ချထိုင်းထိုင်းနိုင်ငံနဲ့ထိုင်းနိုင်ငံရဲ့အလံနဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံတော်သချင်းကပင်ဆန်ယလတ်ခေါင်ခွန်ပင်ထိုင်းဆန်ယလတ်တင်ဂီတာဖြစ်တယ်ဘလူးရဲ့တင်ဂီတာလဲထိုင်းလူမျိုးတွေရဲ့တင်ဂီတာဖြစ်တယ် เราจงร่วนใจยืนตรงเคารพธงชาติเราจงร่วนใจยืนตรงငါတို့တွေစိတ်တူကိုယ်တူရက်ပြီးတော့เคารพธงชาติနိုင်ငံတော်ရဲ့အလံကိုလေးစားမှုပြရအောင်เคารพလေးစားမှုပြရအောင်တွေ့ความภาพုံใจในเอกราชလွတ်လပ်ရေးပေါ်ကျွန်တော်တို့ဂုဏ်ယူရမယ်ဂုဏ်ယူစွာနဲ့ပေါ့เนาะဘာကြောင့်ဒီလိုမျိုးပြောရလဲဆိုလို့ရှိရင်ဒီနေရာမှာဘုဟုတ္တအနေနဲ့ပေါ့เนาะ အဲဘာကြောင့်ဒီစာသားလေးရဲ့တို့ကပါလဲဆိုတော့တို့ရဲ့တို့ခွန်ဖဖုံကြိုင်နိုင်ဧကရဧကရဆိုတဲ့ဒီလွတ်လပ်ရေးကိုတို့ကဂုံယူတယ်ဖုံကြိုင်ဘာကြောင့်ပြောတာလဲဆိုလို့ရှိရင်တို့ကကိုလိုနီနယ်ရဲ့ကိုလိုနီရဲ့နယ်ချဲ့မှုကိုမခံရတဲ့အတွက်ကိုတို့ကအဲ့ဒါကိုဂုံယူပြီးပြောတဲ့စကားပေါ့နော်ဒါဘိုးတူတာအနေနဲ့ပြောတာပေါ့နော်အဲ့လိုပြောမယ်ဆိုရင်အရင်တော့ကဒီကျွန်တော်တို့ဘရင်ခစ်တရဟာမဟုတ်ဘူးပေါ့နော်ဒါနောက်ခစ်မှာပါတယ်ဒီကိုလိုနီနယ်မခံရတာကိုပြောတာပေါ့နော်လက် ความเสียสละของบรรพบุรุษไทย สุดาก็ดีบุตรดีบรรพบุรุษไทยดีไทยโบวาริเยเสียสละสุนลอเนนาคันมูริကိုကျွန်တော်တို့တွေဂုံယူစွာနဲ့ဒီထိုင်းနိုင်ငံတော်အလံရဲ့ရှေ့မှာကျွန်တော်တို့တွေရက်ပြီးတော့လေးစားမှုပြရအောင်ဆိုတဲ့ဏီတန်းပဲပေါ့နော်ဟုတ်ပြီဏီတန်းမှာနေတော်တော်ရှည်သွားပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေဒီဏီတန်းလေးကိုကျွန်တော်တို့ပြန်ပြီးတော့လေ့ကျင့်မယ် ธงชาติและเพลงชาติไทยเป็นสัญลักษณ์ของควันเป็นไทย เราจงร่วนใจยืนตรงเคารพธงชาติ ด้วยความภาคภูมิใจในเอกราช และความเสียสละของบรรพบุรุษไทย เอาไว้เนาะดีเชียนนิดนึงลยอะไรยี่จีเดเนาะไอเราจะนอนรูดีวิดีโอก็จะเปิดตีดันลงแม่นาวแท้ที่แท้งในงานนอตชิเอ အတန်စင်တဲ့အတိတ်ပဲကိုတိတက်လုံးမယ်နော်။ဘာကြောင့်လဲဆိုတော့ဗီဒီယိုအများကြီးရှည်ဖို့မှာဆိုလိုပါ။ဟုတ်ပြီ။နောက်တစ်ပုတ်မှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ဆုံမယ်။